လုံးစားကြည့်ပါနော်ကြက်ပြော့အဆက်ကြော်ပါမင်္ဂလာပါရှင်ကြက်ပြော့အဆက်ကြော်ရန်အတွက်ကျမကတော့ကြက်သားရင်မုံသားနှစ်ခုကို task ကိုကဝယ်လာတယ်ပြီးတော့အတုံးကိုတော့မိမိချိန်တင်တတ်တဲ့ဆိုင်အတုံးလေးတွေကိုလိဖြက်နိုင်ပါတယ်ကျမကတော့မသိမကြည့်လေးတွေလိဖြက်ထားပါတယ်ရှင်ဒီနည်းဟာကြက်သားလဲရသလိုဝက်သားလဲရပါတယ် ကျွန်မကတော့ဒီနေ့ကချက်ပင်းဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ချက်ကိုပဲကျွန်မချက်ပြတာမှာဖြစ်ပါတယ်ရှင်။ပြီးရင်ကျွန်မဒီကိုရေးစီပါလေ။သူ့ကိုကြော်ရံအတွက်စက်တုန်နေသုံးလုံးနဲ့စက်တုန်ပြုံအုံပြပါတယ်။ဒါကတော့ရေးစီပြီးသားကျွန်မရဲ့စက်သားလေးတွေဖြစ်တဲ့ ချက်သားကအကျွတ်မဟုတ်ဘဲနဲ့အပြော်သုံးတဲ့အတွက်ကြောင့်မလို့ဒီမှာကျမကပြောင်းကုန်မဟုတ်ထဲ့တယ်အရသာမဟုတ်ထဲ့တယ်စားကသမင်းစားစွန့်ရင်လေးပုံတစ်ပုံခန့်ထဲ့တယ်နောက်ပြီးတော့ငမ်းမြာကြီးထဲ့မယ်ငမ်းမြာကြီးကတော့ကျမသမင်းစားစွန့်နဲ့တစွန်းစာထဲ့တယ်ကျသားကအမောင်းကကြရင်မုံသားနှစ်ခုဖြစ်ပါတယ်เนาะကျမက အရေကုန်လေးထည့်ပါတယ် ပြီးတော့အသားလည်းထဲမှာဖြစ်ပါတယ်။အယောင်လူချင်းတဲ့အတွက်ကြောင့်မလို့သူ့တွေကိုပဲငယ်မြားကြီးအပြစ်ပါဒီပလင်းကိုအသုံးပြုပါတယ်။သူ့ကိုလည်းကျွန်မအယောင်လှရန်အတွက်ပေါ်ကနေပြီးတော့အနေငယ်ထဲပါမယ်ရှင်။ ဒီမှာဆန်းနှင်းကိုမထည့်ပဲနဲ့ဘဲငံမြရဲ့အဖြစ်ကိုသာထည့်ပြီးတော့ဒီမှာနေဖက်ပြီးတော့အနည်းဆုံးနိုင်ရတဲ့နိုင်လောက်နှံ့ထားပါမယ်။နေတဲ့အခါမှာလည်းဒီမှာကဒီချက်သားလေးကိုအရသာလေးကိုအရေးလေးကိုအကုန်လုံးဝင်သွားရန်အတွက်ဒီမှာ7မိနစ်15မိနစ်လောက်ကောင်းကောင်းနေပါလိမ့်ရှင်။အကုန်လုံးနှံ့သွားတဲ့အနေအထားဖြစ်အောင်မနေတာမဟုတ်ပါဘူး။ကြာကြာနေပါလေ။နေနေရင်းနဲ့ဂျင်းလေးအနည်းငယ်ပါထပ်သေးပြီးတော့ဒီမှာနေပါလိမ့်ရှင်။ဂျင်းလေးထောင်းတာပေါ့နော်။အဲ့ဒါကို ထည့်ပြီးတော့နေပါတယ်အညီနဲ့တက်တာရှိချင်းပိုင်တော့နည်း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 ပြင်တော့ပေါ့နော်သူ့ကိုကြော်ရံအတွက်ကျမကတစ်ဖက်မှာလည်းကြက်တုံးအဖြူဦးနီကိုမိမိတို့ရဲ့စိုက်ကလေးတွေကိုခပပားလေးတွေလှည့်ဖြတ်ထားရမှာဖြစ်ပါတယ်ရှင်စပြီးတော့ကြော်ရံအတွက်အိုးရင်းကိုစီထဲပါတယ်ဒီမှာတော့ကျမကစနင်းလေးအနေငယ်ထည့်ပြီးတော့ဒီမှာအသုံးပြုပါမယ်ဒါကြောင့်မလို့ဒီမှာစနင်းအနေငယ်ထည့်လိုက်ပါတယ် စနင်းထည့်ပြီးသားရင်စီနင်းနဲ့ပူအောင်ဆောင်မယ်စီပူသားရင်တော့ဂျမကျက်တော်နီနဲ့ကျက်တော်မျိုးကိုထည့်ပြီးတော့စေတတ်ပါမယ်တချို့ကဒီမှာအဖြူနီကိုခွဲကြော်တယ်လို့ရှိပါတယ်။ကျမကတော့ဒီနေ့ကျွရင် ပြီးတော့ဆိုပြီးဖြူနဲ့နီကိုမီးအေးနဲ့ကြကြကြော်ပါတယ်။မိနစ်20လောက်တော့ကျွအောင်ကြော်ရပါတယ်ရှင်။ကျက်သွန်လေးတွေကျွလာတဲ့အနေအထားဆိုရင်တော့ဒီကျက်သွန်လေးတွေကိုတစ်ဖက်ဖယ်ထားလိုက်ပါရှင်။ ပြီးတော့ရင်တော့ကြက်တံကြော်ပြီးသားကြံတဲ့စီသေးကိုမှကျမတို့ထည့်ပြီးတော့ဆက်ပြီးတော့ကြော်မယ်နော်။ဒါဆိုရင်မှုံမွေးလေးရပြီရှင်။ဒီသေးကိုကျမနှက်ထားတော့ကြက်သားတွေထည့်လိုက်ပါမယ်။ကျမကပြောင်းကုန်နဲ့နှက်ထားတဲ့အတွက်ကြောင့်မလို့ဒီကြက်သားကခက်ပြပြလေးရပါလိမ့်မယ်။အကယ်၍အမတို့ကဒီမှာပြောင်းကုန်မပါဘူးဆိုရင်ကြက်သားကကြော်ပြီးရင်တော့ခက်မမအတုံးလေးကြီးရမှရှင်။ပြောရမယ်ဆိုရင်ကြက်60ကြော်လို့ရပါလိမ့်မယ်နော်။ကျမကဒီမှာက ခပ်ပြပြော့လေးလိုချင်တဲ့အတွက်ကြောင့်ခပ်ပြပြော့လေးလောက်လိုက်တယ်မိသားအထိုင်လန်ကလည်းအဲ့ပုံလေးကြိုက်တယ်ဆိုတော့ねကျွန်မလှုပ်ကြွေးချင်းဖြစ်ပါတယ်ရှင်တချို့လူကြီးပိုင်းတွေကအသက်ကြီးလာတဲ့အခါမှာသွားမကောင်းတာရှိတယ်ခက်မမာတွေမစားကျင်တာရှိတယ်ဒီလိုသူမျိုးတွေအတွက်ကျွန်မဒီနီးလေးကိုမျှပါတယ်နော်ချက်သားလေးကိုနူးအောင်ကျွန်မတော်တော်လေးကိုတည်ပါတယ်ပြန်မြ25မိနစ်လောက် ကျွန်မတည်ခြင်းဖြစ်ပါတယ်အဲ့လိုအနေထားဆိုအခုလိုမျိုးစက်သားနူးလာရဆိုရင်တော့တစ်ဖက်ကိုဖယ်ပြီးတော့ခလဲထဲမှာရှိတဲ့ဒီစီလေးတွေတွေကိုပဲကျမကအယောင်တင်မှုရဲ့အကြံပတ်ရေကိုမျှထင်ပါတယ်။အယောင်တင်မှုတစုံအကြံပတ်နှစ်စုံခွဲထည့်ပါလိမ့်ရှင်။ထည့်ပြီးတော့ကျမဒီမှာသူ့ကိုအသာလေးရောမှွင့်မယ်နော်။အရသာတွေကပထမတွေကနည်းနည်းပြီးသားဖြစ်ပါတယ်။ ကျက်သားမှလည်းစီရှိတာမို့လို့အယောင်တင်မုံနဲ့အကြမ်းဖက်ထည့်ပြီးတာနဲ့ကျမသူ့တဲကိုဒီမှာချစ်တော်ညီနဲ့ချစ်တော်ပြူတော်တာတဝက်ကိုပါထည့်ပြီးတော့ဆက်ပြီးတော့မှုေ့ပါတယ်။စီလေးတွေရှိတာမို့လို့မကြာခင်မဲကျက်ကြော်လိုလိုကြက်သားဟင်းလိုလိုအဲ့လိုပုံစံမျိုးစီလေးပြန်လာပါလိမ့်မယ်ရှင်စီပြန်ပြီးတော့ဒါမွှေးတယ်ရှင်ကြက်တော်အဖြူနဲ့အညီထည့်လိုက်တဲ့အခါကျတော့ပြီးတော့ရင်တော့ပကံနှင်းကိုပြောင်းထည့်နိုင်ပါတယ်ကြံနဲ့ကြက်တော်အဖြူနဲ့အညီကြောင်းအပေါ်ကအောင်လိုက်ပါနော် ပဲဟင်းနဲ့လည်းလိုက်ဖက်တယ်။ချင်းဟင်းနဲ့လည်းလိုက်ဖက်တယ်။ဟင်းညုံနဲ့လည်းလိုက်ဖက်တယ်။အရရအားလုံးနဲ့လိုက်ဖက်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်။လူကြီးပိုင်းနေလည်းကြိုက်နှစ်သက်ပါတယ်။လူငယ်ပိုင်းနေလည်းကြိုက်နှစ်သက်မယ်လို့ယူဆပါတယ်။ခလီတွေကတော့အဆက်ပါတော့တိတ်တော့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်။လှုပ်ရှားကြည့်ပါရှင်။နီးလေးမျှတာပါ။ဒီနေ့ကျမနဲ့အတူထမင်းစားကြပါအောင်ရှင်။ချက်ပြော့

ရှင်ရဲ့ဒီချက်တာလူညာချက်တော့အဖြစ်အမိအနံ့မွှေးလူကြီးကအဆက်ကိုတိုက်လာပဲမင်းနဲ့နေလိုက်တော့ 那啥，嗯、uh。Huh. Uh huh.